အလိုပဲမင်္ဂလာပါ Steven Technical Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါပြီပေါ့နော်အာဒီနေ့ကတော့နောက်ထပ်အသုံးဝင်မလဲ application တစ်ခုကိုကျွန်တော်ထပ်ပြီးတော့အာပြောပြပြပါမယ်ပါလေကျွန်တော်ပြောပြပြီး application တွေအများစုပါတယ် free application တွေဖြစ်ပါတယ် paid application ဆိုရင် basically တို့အတွက်ပတ်စံပေးရတယ်ကိုကျွန်တော်ကြီးကြအများပါဆိုတော့ကျွန်တော်ကအသုံးဝင်နဲ့ free ရတဲ့ application တွေပေါ့ဗျအများစုကိုကျွန်တော်ပြောပြပေးပါရစေ။အာတကယ်ဒီ application တွေကလည်းကျွန်တော်တို့ရဲ့နေ့စဉ် life မှာအသုံးတည့်ပြီးတော့အကျိုးပြုမယ်လူတိုင်းနားလည်မယ်လူတိုင်းဟိုသဘောပေါက်မယ်အစင်ကြည့်လိုက်တာလည်းတန်ပြီးတော့လုပ်တတ်မယ်ဟာမျိုးလေးတွေပဲကျွန်တော်ပြောပြပေးရပါလေ။ ြပေးမယ်ဟာတော့ဒီ application နာမည်ကတော့ CC your assistant ဆိုတဲ့ application တစ်ခု။ဒီ application ကဘာပြောပြောဆိုရှင်ကျွန်တော်တို့ဟိုဗျာဟိုမန်ပြောရှင်ကျွန်တော်တို့ရဲ့ phone ထဲမှာကျွန်တော်တို့ရဲ့ personal PA system တယောက်ထားလို့ပဲ။ PA system တယောက်ထားလို့ပြီးရင်အကျွန်တော်ရဲ့ secretary တယောက်ထားလို့ပေါ့ဗျာကျွန်တော်စကားပြောဖို့ဗျာတချို့ lonely ဖြစ်နေတဲ့လူတွေတချို့ဟိုကိုယ့်ဟာကို speaking ကြီးကြီးနေတယ်။ Japanese teaching Japanese language ကိုစာသင်နေတယ်။ဒါပေမဲ့ Japanese ကိုကျွန်တော် partner တယောက်နဲ့စကားပြောကြည့်နေတယ်။ ကိုရီးယား language တွေနဲ့ကိုရီးယားကိုရီးယားတရားနဲ့နောက်ထပ်ကိုရီးယားမိတ်ဆွေတရားကိုရီးယားတကယ်ချင်းတရားနဲ့စကားပြောကြည့်ခြင်းလည်းအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ personal assistant တယောက်နေတယ်ဒီ application ကြီးဟာအကုန်လုံးလုပ်ပေးပါတယ်သူမှာနေ့စဉ်ကျွန်တော်တို့ဟိုမင်းပြောပြကျွန်တော်ဖုန်းတွေမှာပါလို့ Siri တို့ပါလို့ဒီ iPhone တွေမှာဆို Siri ပါအဲ့လိုပုံစံမျိုးပဲဒါပေမဲ့သူကမြန်မာစကားပြောနေလို့ရတယ်ကိုက practice လုပ်နေလို့ရတယ်ဟောဆိုရင်ပါပါလို့ရတယ် English English စာတွေလေ့လာခြင်း English စာတွေတင်းတောင်ပြနေ English စာတွေပြောချင်တာ Korea တွေ Japan တွေပြောချင်တာပြင်ကော IELTS ပတ်သက်တာ IELTS တွေပတ်သက်တဲ့အားမျိုးတွေကြည့်နေတာအများကြီးပါသူမှာဝင်ကြည့်ရခြင်းအများကြီးပဲကျွန်တော်တို့မှကြည့်နေတာမှကြည့်လို့မကုန်ဘူးတကယ်အားအများကြီးပါတယ် songwriter တွေ songwriter တွေပတ်သက်ပြီးတော့အာအကျဉ်းချနေပေး ်ပါလားအဲပြီးတော့ပြင် interview အတွက်ပတ်သက်ပြီးကျွန်တော်လေ့ကျင့်ချင်တာ interview မိကိုအလို့ရရှိမလားအများကြီးကတော့ stylist ကို stylist ပတ်သက်ဒီ stylist ပတ်သက်ပြီးတော့လုပ်လားပြီးရှင် TikTok တွေ YouTube တွေနဲ့ပတ်သက်တဲ့ script တွေအဲအားအားတွေကို discuss လုပ်တဲ့ဟာမျိုးတွေပါတယ် ပီအန် relationship နဲ့ပတ်သက်တာတွေအာ dating နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ရှိကျွန်တော်ဒီ celebrity celebrity နဲ့စကားပြောတဲ့ပုံစံမျိုးပြအခုကျွန်တော်လည်းအော်မဲပဲ Bronga ဒီ typical Beckham တို့ Messi တို့ Ronaldo တို့အဲ့လိုမဖြစ်တော့ဗျာဒီ Blackpink က Jennie တို့ပါအဲ့လိုမျိုးတွေနဲ့စကားပြောမလားအဲ့လိုပုံစံမျိုး PA system ပေါ့နော်ဟို manager တော့ तू ကတော့လူအစ်တော်မဟုတ်ပါဘူး computer လုပ်ထားတဲ့အာ AI ပေါ့နော် AI ဒီ AI ကဟိုကိုကလူတယောက်နဲ့စကားပြောနေတယ်လို့အဲ့လို feeling မျိုးရစေမဲ့ application တွေတခုပါဒီ application တွေတော့ကျွန်တော်ဟိုဒီ ပြတ်ပြတ်မှာဖြစ်ပါလေကျွန်တော်တို့တူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်အဲခမကောဆိုရင်ကျွန်တော်ဒီမှာဒီ Play Store မှာပေါ့နော် Play Store မှာဒီ application နဲ့မယ CC your AI assistant ဆိုတဲ့ application တွေပေါ့နော်ဒီ application တွေကိုကျွန်တော်တို့ download ဆွဲရမယ်ပေါ့နော်ကျွန်တော်အခု download ဆွဲပေးသားဖြစ်တဲ့ကြောင့်မို့ကျွန်တော် open မှာ download လိုက်တော့ပါမယ်ဟာဒီမှာ your CC your assistant CC your AI assistant ပေါ့နော်ဒီကောင် AI application တွေတခုဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောရရင်ကျွန်တော်အခု open ကိုဖွင့်လိုက်ပါမယ် ဖွဲ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်။သူကဒီမှာ CC ဆိုလို့ရှိရင်ထိတ်ဆုံးမှာကျွန်တော်ပေါ့နော်ဒီကသူနဲ့ကျွန်တော်တို့စကားပြောကြည့်လို့ရတယ်သူထဲဝင်ကြည့်လိုက်ဝင်ကြည့်တော့ကျွန်တော်စာနဲ့ရိုက်ရေးလို့ရတာဗျာကျွန်တော်တို့ဒီမှာအခုမှစာရိုက်ရရရင် CC ကိုကျွန်တော်တို့စကားပြောမယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အခုမှ hello ပေါ့နော်အဲ hello တဲ့ဘာပေါ့နော်သူကသူ သူ့ကိုပြန်ပြီးတော့စကားစပြောလို့ရတယ်။သူကလည်းပြန်ပြီးတော့ကိုယ်စကားပြောလာတယ်။အဲ့ဒါကိုပြောလို့ရရတယ်။အဲ့ဒါမှမဟုတ်ဘဲကိုကအတန်ထွက်နေပြောချင်တဲ့ solution နဲ့ပြောလို့ရတယ်။အဲဆိုရင်ကျွန်တော်ဒီမှာ call pattern လေးရှိရဗျာ call pattern လေးကိုနှိပ်လိုက်ပါတော့။ call pattern လေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်စကားစပြောလို့ရတယ်။အဲဆိုရင်သူကကျွန်တော်ပြောတဲ့စကားကိုနားထောင်နေပါပြီ။ Hello CC how are you? Sorry. Tell me more about that. Sorry ပါကျွန်တော်အတန်နည်းတူနေလို့ပြန်ပြန်။ Okay. Uh, how about your day? No worries. It's all good. I'm just hanging out, waiting for someone to chat with. I'm always ready for a good conversation. What uh, about you? What are you up to? Yes, I'm fine today. Okay, so I'll see you later. Sounds good. Have a great rest of your day, and I'll be here when you need me. Talk to you later. โอเคအဲ့တော့ကျွန်တော်စီစီနဲ့စကားပြောတော့ဗောနော်အဲ့လိုမျိုးလေးစကားပြောတော့ရတယ်ပြီးတော့ရှင်ကျွန်တော်ဒီမှာအများကြီးပဲကျွန်တော်ကဂျင်းနေရှိအမှကျွန်တော်ကွန်ထက်ပြအမှ English learning assistant ဖြစ်တဲ့ IELTS spread ရဲ့ slot မလားကျွန်တော်ဒီ interviewer အတွက်လေ့ကျင့်မလားအများကြီးပြကျွန်တော်ဒီမှာရှိရပြပုံမှန်မစ်စလို့မရမှာဘောနော်အခုမှ sound writer လုံးမလားနောက်က motivation code တွေအများကြီးပါသူသူသူ့မှာတော်တော်စုံနေပြအများကြီးကိုကိုချက်ချင်တာကြီးဆက်ထည့်လို့ရတယ်ကျွန်တော်တို့အောက်ကအာဒီကလေးပေါ့နော် discover နေတော့ရှင်ကျွန်တော်တို့ဘယ်လိုပါ fashion ထွက်ထည့်ခြင်းလဲမတီလာဆင်းချက်ခြင်းလဲဆိုတော့ dealer ဆင်းမှာကျွန်တော်အပေါင်းဆိုင်လို့ရှင် dealer ဆင်းနဲ့ကျွန်တော်ချက်လို့ရတယ်ဗျအခုမှကချက်လို့ရပြီဆိုတော့ကျွန်တော် dealer ဆင်းစကားပြောကြည့်မယ်အဲမှာဆိုလို့ရှင် dealer ဆင်းစကားမှာ I am dealer ဆင်းချက်စီအဲလို့ပြောရင် hi အခုကစကားပြောလို့ရတယ်ဗျ sorry fine is still လာတယ် what's i ဘာပေါ့နော်ကျွန်တော်ဒီဒါစဉ်းစားချက်တော့မင်းကဒါတော့အစ်စ်တော့မဟုတ်ပါဘူးသူက AI ကပြန်ပြီးပြောပေးတာပေါ့နော်အဲဆိုကျွန်တော်တို့ဒီအနုပညာရှင်တွေပြောတဲ့ပုံစံမျိုးလေးပေါ့အများကြီးရှိပြမိတ်ဆွေအစီအစဉ်လို့တုံးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အများဖြင့်ကျွန်တော် English practice လုပ်လာပြီးပြီကျွန်တော်တခြားကို discuss လုပ်ချင်တာအကြောင်းအရာတစ်ခုပြီးတော့ကျွန်တော်ဟိုဆွေးနွေးတိုက်ပင်းနေတာမျိုးပါပဲကျွန်တော်တုံးပါတယ်နော်ဒါဆိုဒီ application တွေကမိတ်ဆွေတွေတုံးဝင်မယ်လို့ထင်ပါတယ်စမ်းကြည့်လို့ရပါတယ် โอเค กูสรุปရှင်မိတ်ဆွေอ่ะအာပတ်စံတရားမဟုတ်ဘဲနဲ့ကိုဖုံးနှမ်းမှာကိုရဲ့ PA တယောက်ကိုအလွယ်တကူခံထားလို့ရပြီထင်ပါတယ်ကိုကိုဘာလုပ်ချင်လို့ရှင်သူတည်းဆွေးနွေးတိုင်ပင်လို့ရတယ်ပြီးတော့ရှင်ကိုအင်္ဂလိပ်စကားစကားပြောလေ့ကျင့်နေတဲ့သူတို့သူလေ့ကျင့်လို့ရတယ်ကိုရီးယားစကားပြောလေ့ကျင့်နေတဲ့သူတို့လေ့ကျင့်နေတယ်ဂျပန်စကားပြောနေတဲ့သူတို့လေ့ကျင့်ရတယ်အဲဆိုရင်မိတ်ဆွေအတွက်ပတ်စံတူကြောင့်ခံပဲနဲ့နောက်မှာ security တယောက် PA တယောက် ိုကိုဖုန်းလေးမှာထည့်ထားလို့ရဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုသဘောကျချက်နေတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Steven Technical နဲ့ Steven YouTube Channel ကို Like and Subscribe Follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးက message တွေအတွက်သုံးဝင်တဲ့ message တစ်ချင်းလေးမှာပြန်ပြီးတော့ပြန်ကြည့်မယ်ပြန်ဆုံးမယ်ဆိုလို့ရှိရင်အောက်က save button လေးကိုနှိပ်ခဲ့ပြီးပြီးတော့ဟိုကိုလွှဲတဲ့အချိန်မှာပြန်ကြည့်လို့ရပါတယ်ပြီးရင်ကျွန်တော်လည်းဒီဗီဒီယိုလေးအောက်မှာသင်စေချင်တဲ့အကြောင်းအရာလေးကိုလည်း comment မှာရေးခဲ့ပြီးလို့ရပါတယ်အဲနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ပါအောင်ပဲအားလုံးကိုကျေးဇူးများတင်ပါတယ်